မင်္ဂလာပါရှင်ကျမတို့ဖူအီအီနွယ်ပါဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါထိုင်းမြန်မာနယ်စပ်ကင်းပြည်နယ်ကော့ဂရိတ်မြို့အနီးတစ်ဝိုက်မှာ KNL ဘူအောင်တပ်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေတာကြောင့်ဧပြီလ16ရက်မှာကရင်စစ်ဘေးရှောင်120လောက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ထိုင်းစစ်တပ်နဲ့နီးစပ်သူစီကနေသိရပါဗျဒီစစ်ဘေးရှောင်တွေဟာဖက်အန်ခရိုင်အတွင်းကဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကတိုက်လေယာဉ်တွေနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတွေသေဆုံးဒဏ်ရာရခဲ့တယ်လို့နေအင်းတွေလည်းပျက်စီးဆုံးရှုံးခဲ့ပြီးထိုင်းဘက်ချမ်းမဲလမမြို့နဲ့ကျူးရွာအနီးတဘွားကိဘက်ကိုကူးလာခဲ့ကြတာလို့ဆိုပါတယ်။ထိုင်းတာဝန်ရှိသူတွေကစစ်ရှောင်တွေကိုလက်တလုံးနေထိုင်စားတောက်ရေးကူညီပေးထားပြီးတိုက်ပွဲပြီးဆုံးရင်နေရပြန်ပို့သွားဖို့နေဆက်ကိတ်ကနေပြန်ပို့သွားမယ်လို့သိရပါတယ်ရှင်။ ကင်းပြည်နယ်ကွန်ကရစ်မြို့နယ်တွင်ကကြေးရွာတွေကိုစစ်ကောင်စီကရင်ခွဲတောင်လမ်းဘက်ကနေမြေပြင်လက်နက်ကြီးပြင်လေကြောင်းကမှဘုံကျဲတိုက်ခိုက်နေပါတယ်။ဒါအပြင်ဟောင်တုံးမြေကမ်းဘေးတစ်လျှောက်ကကြေးရွာတွေကိုရေပြင်စစ်သင်္ဘောကနေအမြောင်းနဲ့ပစ်ခတ်နေတဲ့ပြင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာကြောင့်တောင်းနဲ့ချီတဲ့ဒေသခံတွေကထွက်ပြေးတိမ်းရှောင်နေရပါတယ်။လက်ရှိမှာလည်းကျုံတုံးမြို့ဤမှာကရင်ဥဆောင်ပြီးစစ်ကောင်စီတပ်နဲ့တိုက်ဝဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ကမှတိုက်ခိုက်နေပါတယ်။ လူရင်ကစင်ပေါ့နဲ့ပုံရင်းလူရင်းဆလဲနေတယ်။အစ်စ်ကမောလေးဖြစ်နေတယ်ကစပင်းနေတဲ့သူရဲ့တင်နေကအခုအပလန်နေတယ်ကြာ။တန်လေးပဲရောက်တဲ့လူရှိတယ်။ခရီးတို့ကောလခါပဲရောက်တဲ့လူရှိတယ်။အခုကဟောဘက်မှာဆိုရင်တော်တော်တို့ကြောက်ရည်တွင်တို့တက်ကြပင်တို့ပူကြီးကုန်းတို့မင်းရွာတို့ကော့ပင်းတို့ဒီလိုပြည်လာစီတမတ်တို့လည်းဒီဘက်မှာလည်းနေဖို့က စိတ်ဆော်စိတ်ဆက်မဖြစ်ဘူးနော်အဲ့လိုဖြစ်နေတာ။တန်းနေတော့ဆိုရင်လူမရှိတော့ဖြစ်သွားပြီ။အကုန်လုံးကဘုံလိုက်ကျဲတဲ့အခါကျတော့ဆက်ပြေးနေရတဲ့ပုံစံမျိုးဖြစ်နေတော့ကတော့။ဟောင်ပြောမြစ်တောင်းချောက်ဖို့ဖြစ်နေတယ်။ဒီဂျိုင်းမြစ်မှာကြတော့သူကဒီစီမင်းဘောကနေစံတဲ့ညောက်ဝဲဆန်းနှံကြည့်ဆုံး။ဧပြီလ18ရက်နေ့မနေ့9နာရီလောက်ကစစ်ကောင်စီကကော့ကရိတ်မြို့နယ်ကမ်းကြီးကျေးရွာနယ်တရရတော့ကျေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်တဲတော်ကြည်ရကဗီသူတယောက်သေဆုံးပြီးကလေးနှစ်ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ပြင်နေအိမ်တွေမှာထိမှန်ပျက်စီးခဲ့ပါတယ်။ဒါအပြင်ဧပြီလ18ရက်နေ့မနေ့ပိုင်းကစပြီးတောင်ကြိုင်ကြီးရာစာတင်ကြောင်ဖုန်ကြီးကြောင်းနဲ့နေအိမ်တွေကိုလေအိမ်နဲ့ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အခုလိုရက်သားပြတ်မှတ်တွေကိုလေအိမ်နဲ့ဘုံကျဲတာမလုပ်သင့်ဘူးလို့ဒေသခံတွေကပြောပါတယ်။ ဟိုတိုက်ပွဲဖြစ်ကြကသူတို့နှစ်ဖက်လက်နက်ကင် ဖွဲ့တွေတိုက်တာကပြဿနာမရှိဘူးလေနော်တိုက်ကြလို့ရတယ်သို့တော်လည်းပဲသူတို့ကအခုလုပ်နေတဲ့ပုံစံကဒီတဖက်ကအရသာပြစ်မှတ်တွေကိုလေရင်နဲ့ဘုံကျဲတာဟိုရန်သူတွေဟိုသူတို့ဘက်ကကြည့်တော့ရန်သူဘောကွာဒီဘက်တော်လိုင်းတဖက်ဝင်တွေရှိနိုင်တယ်ရှိနေတယ်ဆိုပြီးသူတို့ထင်တဲ့နေရာတွေ ပြီးတော့ဒီတော်လိုင်းတက်ဖွဲ့တွေကိုအားပြားမြောင်းလုပ်တယ်ဆိုတော့ရွာတွေအဲ့ဒီရွာတွေပေါ်သူတို့စီရေးပြတ်မှတ်နေနဲ့ခါပြီးတော့မှလေရင်နဲ့ဘုံကျဲတာတွေလက်နက်ကြီးနဲ့ပြစ်တာတွေလောက်တာကတော့ဒါကမလုတ်သိမ့်ဘူးမလုတ်ရဘူးလို့ကျွန်တော်ကပြောခြင်းတယ်ဧပြီလ15ရက်နေ့မနေ့17ရက်ခွဲလောက်ကကော့ကရီမြို့နယ်ကန်းညီကျေးရဘုံကြီးချောင်းကို စစ်ကောင်စီကလေကြောင်းကနေဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဘုံကျဲတိုက်ခိုက်တာကြောင့်ကြံကျက်နေဖုန်းကြီးချောင်းကိုဥပုပ်တီလောက်ယူဖို့ရောက်ရှိနေတဲ့ကလေးငယ်၄ယောက်အပါအဝင်ပြည်သူ၆ယောက်တည်ဆုံးပြီးတန်ခါ၃ပါးနဲ့ကိုရင်၇ပါးအပါအဝင်ပြည်သူ၁၈ယောက်မော်လမြိုင်စေုံကြီးမှာစေကူတမှုခံယူနေရပါတယ်။ကျွန်တော်အောင်ခန့်ဟုတ်လို့တော့ မန္တလေးတိုင်းတပေချင်းမြို့နယ်လိကြကြီးရွာကွင်း30လမ်းစုံကအောင်မြင့်မိုကုံမာဆိုင်ကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့လာရောက်ဘုံကျဲပစ်ခတ်ခဲ့တာကြောင့်ရွာသား12ယောက်သေဆုံးသွားတယ်လို့မျက်မြင်ကြုံတွေ့ခဲ့သူရွာသားတယောက်ကပြောပါရယ်ဒေတာရင်းတိုက်ပွဲမဖြစ်ပွားပဲစစ်ကောင်စီတပ်ကလာရောက်ဘုံလာကျဲခဲ့တာကြောင့်ကုံမာဆိုင်မှာလာရောက်ဈေးလာဝယ်တဲ့ကလေးငယ်တယောက်အမျိုးသမီး3ယောက်အပါအဝင်ရွာသား12ယောက်သေဆုံးခဲ့တယ်လို့ဆိုပါရယ်ရှင် ချင်းပြည်နယ်မင်းတပ်မြို့မှာစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းအလုံး2000ထပ်မင်းတွေကိုရှင်းလင်းခဲ့ပြီးဖြစ်ပေမဲ့နောက်ထပ်120ကျော်မှာမိုင်းတွေကျန်နိုင်သေးတယ်လို့တချို့နေရာတွေကအန္တရာယ်များတယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဧပြီလ17ရက်မှာထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့မြေမြုပ်မိုင်းရှေ့ထွက်မိုင်းတွေကိုဆက်လက်ရှင်းလင်းနေတယ်လို့မရှင်းလင်းနိုင်သေးတဲ့နေရာတချို့ကျန်ရှိနေပြီးအဲ့ဒီနေရာတွေမှာအတိပေ3ပေစာရင်းနဲ့ရေးသားသတ်မှတ်ထားတယ်လို့ဆိုပါတယ်။ မင်းတက်မြို့ရင်းနဲ့အနီးတဝိုက်ကဘောင်သေးကြီးရွာရေတန်းစင်ဆက်သွားရလမ်းတစ်လျှောက်နဲ့ရေတန်းစင်ဆက်အနီးတဝိုက်ဘောင်သေးရွာတင်းကြိုင်မရောက်ခင်ဖြက်လန်တော်လန်တွေဘောင်သေးကြီးရွာသွားလန်ညာဘက်လူငယ်ကေဟာအနောက်ဘက်တော်လန်ဥဝမသူမောင်ပန်းကြံတဝိုက်စစ်ကောင်စီအထိုင်ချခဲ့တဲ့မြို့ဝင်ဂိန်းနာတဝိုက်မြို့ဝင်မီသက်ကုံတဝိုက်မြို့နယ်လူမှုကြီးကြပ်ရေးရုံးဝင်အထက်ကနှစ်နဲ့တာဝါတိုင်းဂုံးကြားနေရာတွေစီမံကိန်းရုံးမျက်နှာချင်းဆိုင်နေအိမ်တွေရဲ့နောက်ဖေးခြံဝင်းတွေ တတရမျိုးပတ်လန်းကဟုံးမိသားစုဟိုတယ်အနီးဦးထန်းရောအိမ်နောက်ဖေးခြံဝင်းတဝိုင်းနဲ့လေးကောင်းလန်းခွဲအောင်ဖြက်လန်းကတင်ချိုင်းစရက်အနီးတဝိုင်းတို့မှာမြင်းမြုံမိုင်းနည်းနည်းကြံနိုင်သေးတယ်လို့ဆိုပါရရှင်။ DUV ယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးဤနွယ်ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။